ကိုကုန်းနဲ့နိုင်ခဲ့တဲ့ပွဲပြီးမှာရော်နယ်ဒိုမပါနိုင်ရင်ပေါ်တူဂီကပိုကောင်းလာတယ်လို့ဝေဖန်လာခဲ့ကြတဲ့ပြည်သက်များအမေနီးယားကိုကိုကုန်းနဲ့နိုင်ရခဲ့တဲ့ကမ္ဘာပလားခြေစပွဲပြီးမှာပြည်သက်တွေကပေါ်တူဂီသင်းဟာစီရိုနယ်ဒိုမပါရင်ပိုကောင်းတယ်လို့လူမှုကွယ်ပေါ်မှာသုံးသပ်ရေးသားလာကြပါတယ်ပေါ်တူဂီသင်းကအမေနီးယားကိုကိုကုန်းနဲ့နိုင်ရခဲ့တဲ့အောင်မြင်မှုကြီးဟာစီရိုနယ်ဒိုမပါပဲရရှိခဲ့တာဖြစ်ပါတယ်စီရိုနယ်ဒိုအိုင်လန်ကိုဒူးစီးနဲ့ရှုံးခဲ့တဲ့ပွဲမှာပြဿနာတက်ခဲ့ပါတယ်ပြိုင်မနာခဲ့လူဒါရာအိုရှေဒရောင်းနဲ့ရိုက်ခဲ့တယ်အနီးကပ်ပြခံခဲ့ရတယ်ပြည်သက်တွေလက်ခုပ်တီးပြီးတော့လောင်ပြောင်းနေအိုင်လန်နီးပြနိုင်စကားများတယ် ဒီပြက်ကြောင့်သူဟာအမေရိကန်နဲ့ပွဲကိုလွဲခဲ့ရတယ်လို့နောက်26ကဘာဖလားအုပ်စုအဖွဲ့ပွဲတွေကလွဲဖို့အန္တရာယ်ရှိနေပါတယ်ဆရိုနယ်ဒိုမပါတဲ့ပွဲမှာဘရူနိုဖာနန်ဒက်စ်ကအသင်းကောင်းဆောင်ဖြစ်တဲ့တောင်းဝင်သွားခဲ့ပါတယ်သူဟာဒီဘက်မှာအထူးခြေသွမ်းများကစားသွားပြီးတော့ပေါ်တူဂီအတွက်3ဂိုးဟက်ထရစ်ရယူသွင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီ3ဂိုးထဲမှာဘန်ဒါရီ2ဂိုးတော့ပါတာပေါ့ဘလွဲဖြစ်ဖြစ်ဒါဘရူနိုတို့ကဝမ်းမြောက်စရာပါဘာလို့လဲဆိုတော့ဒါပေါ်တူဂီအတွက်85ပွဲမြောက်မှာပထမဆုံးချိန်ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်ခုဆိုရင်သူကလက်ဝီစင်ကစားမဘွားမှာတွင်းဂိုးစုစုပေါင်းက28ဂိုးတွေရှိလာခဲ့ပြီလည်းဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iPad 69နဲ့ Fiber Mix ကစားလို့ရဆိုရင်တော့ Fiber နံပါတ်39965လုံး16439ကိုစသွယ်လိုက်ပါဒီဝက်ပြီးမှာပရိသတ်တွေက online မှာအမျိုးမျိုးသုံးသပ်ခဲ့ကြပါတယ် Ronaldo မပါရင် Portugal တင်းကပိုကောင်းလေးရှိပါတယ် Ronaldo ပရိသတ်တွေကအမှန်တရားကိုလက်မခံကြသေးပါဘူး Portugal Ronaldo ဦးဆောင်တဲ့အသင်းမဟုတ်ပဲ Bruno ဦးဆောင်တဲ့အသင်းဖြစ်သွားပြီဆိုပြီးလူမှုကွန်ရက်ပေါ်မှာပုံစံမျိုးစုံရေးသားနေကြတာပါဒါပထမဆုံးချိန်တော့မဟုတ်ပါဘူးနောက်23ခုနှစ်တုန်းကလည်း လူစပန်ကိုနိုင်စည်းတဲ့နိုင်ရခဲ့တဲ့ပွဲမှာစရနယ်ရိုမပါခဲ့ပါဘူး။ဒါကြောင့်ပရူဂီတင်းသမိုင်းမှာပြန်ဘက်ကိုကိုကိုသွင်းနိုင်ခဲ့တဲ့ပွဲနှစ်ပွဲလုံးမှာစရနယ်ရိုမပါခဲ့တာထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုပါပဲ။ပရူဂီကဘာကြောင့်စရနယ်ရိုမပါရင်ပိုကောင်းရတာလဲ။တိုင်းစစ်ရှိုံနဲ့ပတ်သက်လို့ပိုပြီးတော့လွတ်လပ်သွားတာဖြစ်ပါတယ်။စရနယ်ရိုမပါတဲ့အခါပရူဂီတင်းကပိုပြီးတော့အရှိန်ဝင်နဲ့ကစားသွားနိုင်တယ်။သူတို့ရဲ့တိုင်းစစ်ကပုံမှန်ဆန်ပြီးတော့ပြောင်းလဲလွယ်သွားပါတယ်။နမနေချက်ကအတင်းစိတ်တက်ပါလိုက်ပြီးတော့ပြောင်းသွားတွေ့ရပါတယ်စရနယ်ရိုမပါတဲ့အခါအတင်းကတသားတည်းဖြစ်သွားပြီးတော့ပို့ပြီးတော့ညီညွတ်နဲ့ကစားနိုင်တာညင်းများတဲ့အမှန်တရားတစ်ခုလို့ဆိုရမှာပါ နံပါတ်3ချက်ကဘရူနိုဖာနန်ဒက်ဆာအသင်းကိုပို့ပြီးတော့ညီနိုင်ဦးဆောင်နိုင်သူဖြစ်ပါတယ်။သူကတခြားကစားသမားတွေပို့ပြီးတော့ပေါင်းစည်းနိုင်သူတယောက်ဖြစ်ပါတယ်။အသက်40ရွယ်ဆီရိုနယ်ဒိုအတွက်ဒီချိန်ဟာရန်ကိုအရေးကြီးပါတယ်။သူကကမ္ဘာပလား6ချိန်ဆက်ပေါင်းရင်ဆောင်ခွင့်ရမယ်ပထမဆုံးကစားသမားဖြစ်ဖို့တေချာတော့ရှိသွားခဲ့ပါပြီ။ဒါပေမဲ့သူ့ရဲ့အပြုအမူတွေကြောင့်အိုင်လန်နဲ့ပွဲမှာရုန်းကန်ခဲ့ရတဲ့လိုမျိုးထပ်မဖြစ်အောင်စူးစမ်းဖို့လိုပါတယ်။ဘာလို့လဲဆိုရင်သူပါမယ်ဆိုရင်သူကပေါ်တူဂီအသင်းကောင်းဆောင်ယာရုကိုယူထားမှာပါ။ဒါကြောင့်သူ့အနေနဲ့ပေါ်တူဂီတသင်းလုံးရဲ့စံပြအနေနဲ့ကစားပြရပါလိမ့်မယ်။ ရှေးမှာတုန်းကသူ့ရဲ့ရွှေခေတ်ချိန်တွေတုန်းကပေါ်တူဂီကိုသူဘလောက်ထိတန်းတင်ပေးထားခဲ့တယ်ဆိုတော့တမိုင်းမတိုင်တစ်ခုဖြစ်အတိမတ်ပြုံလောက်တာမြင်မိပါရယ်အားလုံးကလက်ရှိပြစ်ဆုံးပံမဲ့မြင်အောင်ကြည့်ရမှာပါမြန်မာ့ခေတ်ဘုံလုံးကွာလေးဒီလိုပါပဲအသင်းတွေကကိုကျိုးစည်းဘွားအတွက်ပဲရှေးတန်းတင်လာကြတယ်ဒီတော့အသင်းရဲ့တစ္ဆာရောဂန်တွေလည်းရှင်းထုတ်သိရင်ရှင်းထုတ်ကြပါရယ်ဒီပေါ်မှာအပြစ်ပြောလို့တော့မရပါဘူးအားလုံးကဖြောပြေးဆိုမဲ့စည်းဘွားရေးလုပ်နေကြတာပါမန်စီကကီဗင်ဒီဘရိုင်းကိုရှင်းထုတ်ခဲ့တဲ့ကိစ္စမျိုးကြည့်လိုက်ရင်ဒါကိုရှင်းလင်းသဘောပေါက်ကြမယ်ထင်ပါရယ်ခက်တာနိုင်ငံလူတွေကတစ်ဖက်ပိတ်နေကြတာပါ ကိုရိုင်းတစ်ဖက်ပိတ်နေသေးတော့မှန်တရားကိုမြင်နိုင်ကြမှာလည်းမဟုတ်သလိုမှန်တရားဆိုရယ်လက်ခံနိုင်ကြမှာမဟုတ်ပါဘူးဆိုရနေတော့ကမ္ဘာအကောင်းဆုံးစားမတယောက်ဖြစ်ခဲ့ပေမယ့်ခုချိန်မှာတော့ပေါ်တူဂီသင်းထွက်သူ့ရဲ့တန်ဖိုးကိုပြန်လှည့်ပြီးတော့သုံးသပ်ဖို့လိုအပ်နေပါပြီကမ္ဘာဖလားမှာပေါ်တူဂီသင်းအောင်မြင်ဖို့ဆိုရင်ဆိုရနေတဲ့အခန်းကဏ္ဍကိုပြန်လည်တတ်မှတ်ဖို့လိုအပ်နေပါပြီတော်စတော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အတန်းငယ်နားလည်မယ်ထင်ပါတယ်ဘောလုံးမှာအတင်းတင်းအောင်မြင်မှုဟာကစားမတူးချင်းစီရဲ့စွမ်းရည်ထက်အတင်းလိုက်ညီညွတ်မှုစည်းလုံးမှုပေါ်ပြီးတော့မူတီနေဆိုတာအခုပေါ်တူဂီရဲ့နိုင်ပွဲကတက်တည်ပြလို့နေပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် ိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်ဘိုင်းမစ်ကစားလို့ရတယ်ဆိုရင်တော့ဖိုင်ဘာနံပါတ်3969 65လုံး1643ကိုစသွယ်လိုက်ပါ။